။တမာဒီကနှစ်ကောင်တက်မြလေးများတွေ့လို့ရှိရင်မဟာတို့လှူဒန်းကျင်တယ်ဆိုတဲ့အကြောင်းလေးကိုတိုင်တယ်ပြီးပြောကျင်တယ်။တေးမယားလေးအောင်မစားလို့ရေဂျားပေါ့ရှာရကိုမာကားဟုနာမထင်နေကြောက်စကြာမင်းဖြစ်တော်တကောသူစင်းမမဟာတို့ဒုက္ခရောက်မြာသခါနဲ့မြင်သွားရအောင်ကိုရောင် ာမီးစက်နဲ့မောင်းနေမယ်ကဲရှက်စီးလိုက်လိုက်မယ်ခနာသေးမြင်သေးဗျာချက်ချင်းမောင်းသွားပါလားဘသူများမီးဖြတ်လိုက်ပါလိမ့်ဟဲ့မယ်လီမောင်းနေငင်ောက်မြင်ရမှာငင်ောက်မြင်ရမှာလေဩကိုယ်အောင်ထင်ပြလားမြင်ရပါကိုယ်အောင်ထင်လင်းပြရလားမြင်ပါမို့ဘာတို့အတင်ကဩတရားမင်းတရားတရားတရားဩပဲစေးတော့650ဩဒီကတရားမဟုတ်ဟိုးမိုးပါတရားဩတင်တရားမင်းခိတခဏဆိုင်ကြလောနည်းနည်းလေးဟိုဘက်ဆုပ်ပေးပါဘာဖြစ်လို့လဲ အတင်တကြမင်းစီရကြက်ငွက်တုတ်ပဲခုမှဆိုလို့အော်ဆိုရင်လည်းကြီးတဲ့ကိုကိုမဟာထုတ်အော်အဖျားအဖျားမဆိုမဟာထုတ်လို့တဲ့လည်းပြောပါဘယ်နဲ့မဟာထုတ်ဆိုတော့ နေရထိုင်ရတာကိုယ့်ရုပ်ကလိုင်းဖြစ်ပါတယ်အတင်သူရှားမင်းရဲ့အဲ့လိုကြီးမလုပ်ပါနဲ့မောင်မင်းစိုးရင်ကြီးတယ်ဘာလို့တော့ရောက်နေတဲ့ရှားမင်းကိုပြောဟောကျွန်တော်မျိုးကြီးဆင်းရဲတယ်လို့ပါလှူကျင်တန်းကျင်နဲ့စိတ်တွေရှိတယ်အကျွေးတွေပတ်ပတ်လဲဝိုင်းနေတယ်အကျွေးရှိတာမကောင်းပါဘူးအဲ့တော့အကျွေးဝိုင်းနေလားပတ်ပတ်လဲအကျွေးတွေဝိုင်းနေလားဟာအကျွေးတွေဝိုင်းနေတာအဲ့ဒီဒုက္ခဆိုးရနဲ့ကင်းကင်းဝေးအောင်လို့ဆောက်ရှောက်ပေးပါဦးဆောက်အမတ်တာမျက်နှာငယ်ရပါတယ်ဆင်းရဲလို့အမတ်တာမျက်နှာငယ်ရပါတယ်ဟောမဲမင်းကမောင်မင်း ကမျက်နှာငယ်နေပြောနေတာမောင်မင်းကြီးတော်ကြီးကမျက်နှာကြီးကိုကြီးပါပဲလားဗျာဟုတ်ကဲ့ तू ကကြောက်ကယောဂဖြစ်လို့မျက်နှာကြီးရောင်နေတာပါမျက်နှာကြီးတာပေါ့ပေါ့ကြောက်တာဖြစ်လို့ပါဒီလောက်တော့မဖြစ်ရသလားဆင်းရဲလို့လို့ပါတော်တော်ဆင်းရဲရှာတယ်ကိုဆင်းရဲရှာပါတယ်ထားတဲ့ဟိုဟိုတကြားမင်းတရားမင်းအစ်စ်တော့နော်တရားမင်းအစ်စ်တရားအစ်စ်အဲ့လိုဆိုရင်အကူကြီးတခုတောင်းပြပြောသားမှာဘာကူကြီးကဘာကူကြီးတောင်းအောင်လဲဆိုတော့ ဟိုကျွန်တော်မျိုးကြီးอ่ะလေဟိုလှူကျင်တန်းကျင်နေသူကကလေးလှူကြတယ်တန်းကြတယ်ဝါလာကင်းလို့သတင်းညွှန်မှာလှူကြတန်းကြတယ်မဟာတော့မှာမလှူနိုင်ဘူးဟောအကျွေးတွေများလွန်အကြီးလို့အကျွေးတွေများလွန်ချင်းလို့ဖောက်အောင်ရောအိတ်ရရလားဖောက်အောင်လည်းမအိတ်နိုင်ပါဘူးဘယ်လောက်ထိအောင်စိတ်ဆင်းရဲလဲဆိုဟိုတနေ့ကအိတ်နေနေမိမရဲ့လက်ကလေးရင်မပေါ်ဘတ်ဆိုကြတာဘုန်းသူလောက်တော့မိမကိုထကန်တာမိမနိုင်ရိုးချိုးသွားတယ်အကျွေးရှင်မှတ်လို့အဲ့လောက်ထိစိတ်သာဆွဲတယ်လားအကျွေးရှင်မှတ်လို့အဲ့တော့ဟိုတွေ့ရလေပြေအကျွေးရှင်မြင်တော့ဟိုမှာပုံကဒီမှာပုံကလည်းမလွတ်လပ်တဲ့ဘဝဖြစ်နေပါလေအော်အဲ့တော့ ကျွန်တော်မျိုးမှာတခြားသောပညာလေးများတက်လို့ရှိရင်ဒီဘိုးကလွတ်မဲ့ထင်ပါတယ်အဲ့တော့အချက်ပြုတ်လေးများတက်လို့ရလို့လည်းညာစကူမှုတယောက်တော့များရှိရင်တော့တိတ်ကောင်းပါပဲ